တမီး၃ယောက်ကိုမြန်မာမိန်းကလေးပီသားတဲ့အစင်းနဲ့အချင်းရှိအောင် ပြုစုပြိုးထောင်ထားခဲ့တဲ့အနန္တလိုင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစီးရီးအစီအစဉ်ကိုဆက်နေပြီးတော့ ပြည်သူတွေအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။ဒီခေတ်မှာတော့ခင်မီတိုးတက်လာတာနဲ့အမျှလူငယ်တွေရဲ့နေထိုင်မှုပုံစံကလည်းခေတ်ဆန်တဲ့ခေတ်ဆန်လာခဲ့ပါရယ်။နန္တာလိုင်းတို့လိုကြီးကြီးတဲ့ချမ်းသာတဲ့အတိုင်းဝိုင်းကသားသမီးတွေကတော့ night life မှာသာကုံဆုံးပြီးတော့အချိန်ကြီးကုံဆုံးပြီးပျော်ပါလာခဲ့ကြတာ။ဒါပေမဲ့နန္တာလိုင်းကသူ့သမီး၃ယောက်ကိုဒီလိုပျော်ရွှင်မှုတွေခုံမင်တဲ့လူငယ်တွေမဖြစ်အောင်ပြိုးထောင်ခဲ့တာဖြစ်ပါရယ်။နန္တာလိုင်းကကိုစီတီဟာနဲ့လက်ထပ်ပြီးတော့သမီး၃ယောက်မွေးထားခဲ့တာဖြစ်ပါရ ရင်ဒါရတနာတွေမပါဘဲသမီးကြီး၃ယောက်မွေးထားတာမို့ထိမ့်သိမ်းဆောင်းရှောက်ရတာလဲတာဝန်ကြီးလာပါတယ်။ဒါအပြင်နန္တလိုင်းရဲ့သမီးတွေကရုပ်ရည်မချောမောဘူးဆိုပြီးတော့ဝေဖန်ခံခဲ့ရတာဖြစ်တဲ့အတွက်ငငယ်ကလေးကအချိန်ထော်ကြတဲ့အထိလူရှိမထုတ်ပါဘူး။နန္တလိုင်းကသမီး၃ယောက်ကို ဖွက်ချခဲ့တယ်လို့ပြောရမှာပါ။အချိန်တစ်ခုကြာရတဲ့အခါမှာတော့ ပြီးခဲ့တဲ့ရက်မှာလူရှိသူရှိကိုသမီးတွေကိုခြားပြလာခဲ့တာဖြစ်တဲ့ငငယ်တော်ကနဲ့မတူပဲဆယ်ကျော်သက်အရွယ်လေးတွေဖြစ်နေပြီဖြစ်တဲ့သမီး၃ယောက်ကိုပြည်သက်တီနဲ့မိတ်ဆက်ပေးလာခဲ့တာလည်းဖြစ်ပါတယ် လန်ဒါလန်ရဲ့သမီး၃ယောက်ကတထီသမီးပြီးပြီးအသားရည်ဆိုလဲဖြူဖွေးပြီးတော့ဖြူဥနှုနယ်တဲ့အစင်းနဲ့အချင်းရှိကြတာဖြစ်ပါတယ်။ဒါအပြင်ချီချူးစရာကောင်းတာကတော့သမီး၃ယောက်လုံးကမြမဆန်ဆန်နဲ့တိမ်မွေးကြတာဖြစ်ပါတယ်။သမီး၃ယောက်ထဲမှာ၂ယောက်ကိုသပင်အရှိကြီးနဲ့မြို့သမီးပိသားစွာလှပနေကြတာကိုတွေ့ရပါတယ်။ဒါအပြင်ခေတ်လူငယ်တယောက်လိုပြင်ဆင်တာမျိုးမရှိဘဲအဖြူတယ်လေးတွေလိုသာဖြစ်နေကြတာပါ။သမီးကြီးဇေဝတီလိုင်းတယောက်တော့သပင်အတိုလေးနဲ့သာဖြစ်ပြီးတော့ဇေယတီ ီလိုင်းနဲ့ဈေးမဒီလိုင်းတို့ကသပင်းအရှိကြီးနဲ့နန်းဆန်နဲ့အချင်းနဲ့အစင်းရှိကြတာဖြစ်ပါတယ်။သမီးကြီးနဲ့သမီးလေးကအပြိုပေါ်ဝင်ကာစားအရွယ်လေးတွေဖြစ်ကြမှုလှပတင့်တဲ့ရုပ်ရည်လေးတွေလည်းရှိလာပါပြီ။ဒါပေမဲ့သမီး၃ယောက်လုံးနဲ့အပြိုင်နန္ဒာလိုင်းကအခုအချိန်ထိကိုအလားဆုံးဖြစ်နေတော့မှအသက်60ကျော်အမျိုးသမီးတစ်ယောက်လို့မထင်ရလောက်အောင်ကိုငြင်းကြည့်ရတဲ့အလားတရားတွေရှိနေတော့ဖြစ်ပါတယ်။ န်တာလန်ရဲ့သမီးတွေကရိုးရိုးအေးအေးသာနေတတ်ကြတာဖြစ်ပြီးတော့ဖက်ရှင်ကိုလည်းသိပြီးတော့စိတ်မဝင်စားကြပါဘူးတတောင်တတာဖြစ်စီမဲ့အဝတ်တွေကိုသာရွေးချယ်ပြီးတော့ဝယ်ရတာကိုဝါသနာပါတာကိုပဲလုပ်ခိုင်းနေလူသိများတာကိုလည်းမကြိုက်တဲ့အတွက်တယောက်ဆောင်အလုပ်ကိုတော့လုပ်ဖြစ်ကြမှာမဟုတ်ပါဘူးသမီးကြီးကပကြီဆွဲရတာဝါသနာပါတာဖြစ်ပြီးတော့ဆွဲထားတဲ့ပုံတွေကိုနိုင်ငံသား website မှာဒေါ်လာနဲ့တောင်းရောင်းချနိုင်နေပြီဖြစ်ပါတယ် ပကြီဆွဲတာကိုလည်းမိဘတွေကိုအတိမပေးပဲတိတ်တိတ်လေးသာခိုးလုံနေကြတာဖြစ်ပါတယ်။သမီးလက်နဲ့သမီးငယ်ကစန္ဒယာတရတာကိုကြိုက်ကြပါတယ်။နောက်နေ့လောက်ဆိုရင်နန္ဒာလိုင်ရဲ့သမီးတွေကနိုင်ငံသားမှာចောင်းသွားတက်ကြတော့မှာဖြစ်ပါတယ်။နန္ဒာလိုင်တို့ကသမီး၃ယောက်အေးအေးဆေးဆေးနေတတ်အောင်ပြုစုထားတာဖြစ်တယ်လို့ဘာသာရေးကိန်းဆိုင်အောင်လည်းတွင်တင်ဆုံးမှထားပါတယ်။တတိတွေဖြစ်ပေမဲ့အောက်ခြေမလို့ရအောင် ဖခင်ဖြစ်သူကိုစေတီဟာကိုရိုင်းကရှေးဆောင်လမ်းပြနေထိုင်နေတာဖြစ်ပါတယ်။ကိုစေတီဟာက ြန်မာပြည်ရဲ့အချမ်းသာဆုံးတတိဖြစ်ပေမဲ့မောက်မာရာမရှိသလိုဟိတ်ဟန်လည်းမရှိပါဘူး။ဘဝကိုမှန်ကန်တဲ့နီလန်းနဲ့ပကဒနာကင်းကင်းနေထိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့်မို့အသမီး၃ယောက်လုံးကလည်းမိဘတွေလိုအယိုးရှင်ဆုံးဝတ်ဆင်ပြီးတော့အေးချမ်းဆုံးသာနေထိုင်ကြတာဖြစ်ပါတယ်။ပရိသတ်ကြီးရောနန္ဒာလန်ရဲ့သမီး၃ယောက်ကိုချစ်ကြလားဆိုတာကွန်မန့်လေးထဲမှာပြပြပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။